င်္ဂလာပါရှင့်ဒီနေ့တော့ဖြိုကအိန္ဒိယချုံမုတ်ကလေးတစ်ခုဖြစ်တဲ့လက်ဒူမုံချိုလေးလှူစားဖြစ်လို့လုံနည်းလေးပြန်လဲမျှဝေပေးကြပါရရှင်လက်ဒူမုံချိုလေးလှူစားဖို့ပါဝင်ပစ္စည်းတွေကတော့မွေးပဲစိမ့်မုံဖူကာလာအယောင်၃မျိုးတစ်ချပူကောင်နနက်ပွင့်နဲ့တကြားတို့လိုအပ်ပါတယ်နော်ပထမဦးဆုံးပဲစိမ့်မုံစံချင်းခွက်တစ်ခွက်စာကိုစကားနဲ့စီယူလိုက်ပါရရှင် ရတာကတော့စားလေးထည့်ပေးထားပါရဲ့နော်။စော်တာမုတ်အနည်းငယ်ကိုလည်းထည့်ပေးထားပါရဲ့ရှင်။မုန်းပြဖြောမှုရေကိုတော့စံချိန်ခွဲနှစ်ခွက်စာထည့်ပေးထားပါရဲ့နော်။ရေကိုဖြည်းဖြည်းချင်းစီထည့်ပေးပါရဲ့ရှင်။ပဲစိမ့်မုန်းစံချိန်ခွဲတစ်ခွက်စာကိုရေနှစ်ခွက်အသုံးပြုထားတာဖြစ်ပါရဲ့နော်။ထိုးထားတဲ့မုံညစ်ကိုကာလာ၃ရောင်ဆက်ဖို့အတွက်၃ခွက်ခွဲထားပါရဲ့ရှင်။ ီနေရာမှာသုံးမဲ့ဖူကာလာကတော့အစိမ်းအဝါနဲ့အနီတို့ကိုသုံးထားပြီးပါရင်တော့ပထမဆုံးခွက်ထဲကိုအစိမ်းရောင်ဒုတိယခွက်ထဲကိုအနီရောင်နဲ့တတိယခွက်ထဲကိုအဝါရောင်ထည့်ပေးလိုက်ပါရှင်ကလာရီထည့်ပေးပြရတယ်တမအောင်ွေပေးလိုက်ပါရဲ့နော် ကာလာ၃ရောင်ကိုဆက်ပြီးရတယ်ပဲမုံလေးဒီစကြပါမယ်ရှင်။အိုးပူလာလာနဲ့စီထက်ပြီးတော့အစိမ်းရောင်မုံနှစ်ကိုစကြပေးပါရနော်။ကြော်တဲ့အခါမုံကြော်သေးသေးလေးတွေရအောင်စကားတစ်ခုခံပြီးမှစကြပေးပါရရှင်။ပဲမုံကြောတဲ့အခါမုံနှစ်ကိုအရန်ချွတ်ပြီးတော့မတူးအောင်အတွက်မီးရင်နဲ့ကြောပေးထားပါတယ်။၃မိနစ်လောက်ကြောပေးပြီးရတဲ့ဆဲပေးလိုက်ပါရနော်။ စိမ့်အောင်ကြောပြီးတာနဲ့အနီရောင်မုံနစ်ကိုကြောပေးပါရှင်။မုံကြောတဲ့အခါတိတိလေးလေးရအောင်အတွက်ခြေပြီးတော့ကြောပေးထားပါရနော်။နောက်ဆုံးကြံတဲ့အဝါရောင်မုန်နစ်ကိုလည်းစကားလေးခံပြီးတော့ကြောပေးလိုက်ပါရဲ့ရှင်။ ကလာ၃ယောက်နဲ့ကြော်ထားတဲ့မုတ်ကြော်လေးတွေကိုအေးခံပြီးအချိုးရတာသွင်းပါမယ်နော်။တကြားချိုဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။ကျိုးမဲ့အိုတဲ့ကိုရေစံချိန်ခွက်တစ်ခွက်စာထည့်လိုက်ပါရနော်။အိန္ဒိယအချိုးမုံလေးဆိုတာပေါ်လွင်အောင်တစ်ချိုးကောင်းတဲ့နည်းနည်းပုတ်ကိုလည်းထည့်လိုက်ပါရရှင်။ထောဘက်အနံလေးမွှင်းနေဖို့အတွက်ထောဘက်တစ်စုံကိုလည်းထည့်ပေးထားပါရနော်။ချိုးရတာအတွက်ကတော့တကြား၅စုံကိုထည့်ချိုပြီးပါရရှင်။ ီနေရာမှာအချိုးကျရင်တော့တကြားကိုပို့ထည့်ပြီးတော့အသုံးပြုနိုင်ပါတယ်နော်3မိနစ်လောက်တကြားပြစ်လာတဲ့အထိကြိုပေးပါရနော်တကြားရေပြစ်လာရင်တော့ကြော်ထားတဲ့ကာလာ300မုံကြော်လေးတွေကိုထည့်ကြိုလိုက်ပါရရှင် တခြားရည်တွေခန့်တဲ့အထည်ချိုးပေးထားပါရယ်နော်အချို့အရသာတွေတွင်အောင်မီးပိတ်ပြီး10မိနစ်လောက်နှက်ပေးထားပါရယ်နော်10မိနစ်ကျော်ရင်တော့အေးခံပြီးစလုံးပေးပါရှင်ဒါဆိုရင်တော့အိန္ဒိယအချို့မုန်လေးတစ်ခုဖြစ်တဲ့လဒူမုန်ချုံလေးကြီးရပါပြီနော်ဒီနေ့ဖြိုးတင်ပြသွားတဲ့လဒူမုတ်ချုံလုံးကြီးလေးကိုသဘောကျမယ်လို့ယုံကြည်ပါတယ်ရှင်။ဖြိုးတို့ရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်။